တရက်တော်မြတ်စွာဘုရားစီရောက်လာတယ်မြတ်စွာဘုရားစီရောက်လာတယ်ဘုရားချိတာနဲ့သူဝင်လာပြီးတော့ဘုရားကိုလာကြော့ကြော့ပြီးတော့မေးတယ်တပည့်တော်တို့ဆတ်ဆရာလောကဆတ်သဖြင့်လောကမှာတဲ့ဆရာဆရာကြီးတွေပြောခဲ့တဲ့စကားရှိတယ်တဲ့အခုလူလူတို့ကိုဖြေဖြော်ရင်းနဲ့သိပဲဆိုလို့ရှိရင်တဲ့ ပဟာတဆိုတဲ့နတ်ပြည်ပျော်မြူးနေရတဲ့နတ်ပြည်ကိုရောက်တယ်လို့ဒီလိုဆိုပါတယ်အရှင်ဘုရားရောဘလို့ပြောချင်ပါတော့နေတာနော်အဲ့ဒါတော့ဖယ်ထားလိုက်နုမုတ်ဆိုသတ္တမားတွေကကြိုက်ပါဘို့ဟုတ်နော်ယသော်ဘုရားရဲ့အဖြေလေးကိုပြောပြနော်ယသော်ဘုရားကဘာလို့ဆိုမမေးနေတဲ့ငါဒီမေးဖို့ငါမမေးနေ ဆိုတော့မဟုတ်ပါဘူးဘုရားတဲ့တပည့်တော်သိကျင်လို့မေးမေးတာပါရှင်ဘုရားမိတ်ရှိပါဘုရားဟိုမမေးပါနဲ့တဲ့ဒီမေးကောင်ကမမေးနဲ့လို့ဆိုနှစ်ခါသုံးခါတားမရအောင်ဖြေဖို့ပဲတင်းမေးနေတော့မြတ်စွာဘုရားအေးအဲ့ဒါဆိုလို့ရှိရင်တော့ငါပြောရတော့မှာပေါ့တဲ့မင်းကသိပြီးတော့မေးခြင်းတွေတော့ဖြေရမှာလူတွေဆိုတာတဲ့ငโกကလေးက တွေ့တာမှုတွေတတ်မဲ့မှုတွေမုံတိမှုတွေတွေ့ဝေမှုတွေအလွန်များတယ်လူဆိုတာရာဂဒေါသမောဟဆိုအလွန်များတယ်ဇက်ခုံပေါ်ကနေကပြဖြေပြော်တဲ့အခါမှာဘာဖြစ်လဲဆိုကြည့်တဲ့လူတွေကမျက်နှာလေးမော့ပါးစပ်လေးဟာပြီးတော့နော်ပါးစပ်လေးဟာပြီးတော့ကြည့်မင်းသားမင်းသမီးလှလာလေးမြင်သဘောကျဘာဖြစ်လဲ ာကဖြစ်နော်နှိမ့်ဆက်ခံတွေးလို့ရှိရင်ဒေါသဖြစ်ဆေးလိပ်တို့နဲ့ပေါက်ခဲနဲ့ပေါက်ဒေါသတွေဖြစ်ဇတ်သေးကသယုတ်ဆောင်နေတာကိုဟုတ်ကောင်ထင်ပြီးတော့လေညည်ရကြလို့ကြနေဆိုမောဟတွေဖြစ်တာဟုတ်တယ်မို့ဇတ်သေးမှာရိုက်နေတာဟိုလူကသူ့တင်မသူဖြန့်ငနဲ့လုံးလိုက်တာဟိုကောင်ရိုက်တယ်မှတ်ပြီဟိုကလည်းငိုလိုက်တာမပြောနဲ့တေးဥဆောင်နေတာလေအဟုံးငိုတာမဟုတ်ဘူး တချို့ကြတော့မျက်ရည်မထွက်တော့ပျုပ်စီဆောင်းထားတယ်လို့ပြောတယ်ပျုပ်စီနဲ့မျက်လုံးပုတ်လိုက်တဲ့အခါကျတော့ဆက်ပြီးတော့အဲဒီမှာမျက်ရည်တွေထွက်လာချိုလက်တော်လေးချင်ရမှာတိတ်တုံလွယ်ဦးနော်အဲ့ဒီလိုမြတ်စွာဘုရားကလူတွေဆိုတာတဲ့ငကောကမှရာဂဒေါသမောဟတွေများနေတဲ့လူတွေကိုမင်းတို့ကရာဂဒေါသပုံများအောင်လှုပ်ထားဖြစ်သည့်အတွက်ကြောင့်တဲ့ တည်လို့ရှိရင်ပဟာသ